တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာမေလ6ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့တရင်တိဆက်မှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အုပ်ဖုံမြို့နယ်မှာ PDF တပ်ဖွဲ့များကိုတတ်တီရှိရင်လာခဲ့ကြအသက်ချင်းလဲပြမယ်လို့စိန်ခေါ်ထားတဲ့အုပ်ချုပ်ရေးမှူးလှောက်အောင်ပြစ်ခတ်ခံရပြီးသေဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းအုပ်ဖုံမြို့နယ်မှာ PDF တပ်ဖွဲ့များကို တတိရှိရင်လာခဲ့ကြအသက်ချင်းလဲပြစ်မဲလို့စိန်ခေါ်ခဲ့တဲ့အုတ်ချုပ်ရည်မှုလက်အောင်ကိုပြစ်ခတ်တိုက်ခိုက်ရမှာတိတ်ဆုံးသွားခဲ့ကြောင်းတာယာဝရီခိုင်တရင်38 3ညနှစ်မှာတာဝန်ရှိသူတို့ကပြောဆိုပါရယ်မေလ6ရက်နေ့နနက်6:45မိနစ်အချိန်ခန့်မှာအုတ်ဖို့မြို့နယ်အနောက်ချမ်းမှာရှိတဲ့ထူးကုန်းရွာမှာနေထိုင်တဲ့ထူးကုန်းအုပ်စုအုတ်ချုပ်ရည်မှုလက်အောင်ဟာထူးချောင်းရွာနဲ့အုတ်ဖို့မြို့ကိုဆက်သွယ်ထားတဲ့လမ်းပိုင်းမှာစိုက်ကယ်စီးနေစဉ်တာယာဝရီခိုင်တရင်38 3ညနှစ် တခွဲလေးမြေအောက်ပျောက်ကြားတက်ပွဲအုပ်ဖို့မှတော်လိုင်းရဲဘော်များကတနက်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်ထူကုံအုပ်စုအုပ်ချုပ်ရေးမှူးလှောက်အောင်ဟာဦးကောင်းတက်တဲ့ကိုတနက်ကြီးတစ်ချက်ထိမှန်ပြီးပွဲချင်းပြီးတိတ်ဆုံခဲ့ကြောင်းလှောက်အောင်ထံမှလည်းဖုန်းတစ်လုံးနဲ့ငွေသားတစ်တောင်းကျပ်သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။တေဆုံးသွားတဲ့အုတ်ချွေမှုလှောက်အောင်ဟာပြည်သူများထံမှစစ်မှုတန်းကြီးဟုဆိုကငွေကြေးများချင်းချောက်ကောက်ခံခြင်းစစ်မှုတန်းကြီးမပေးတဲ့လူငယ်များကိုစစ်တပ်ခေါ်ပြီးအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးခြင်း တော်လန်ရေးတပ်ဖွဲ့များကိုတတ်တည်ရှိရင်လာခဲ့ကြအသက်ချင်းလဲပြမယ်လို့ဆဲဆိုစိန်ခေါ်ခြင်းပြည်သူများထံမှအကြောင်းအမျိုးမျိုးပြပြီးချင်းချောက်ငွေတောင်းခြင်းများလှုပ်ဆောင်နေတဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်မှုထမ်းခြင်းမပေးဘဲလူငယ်တွေကိုစစ်ခွေးတွေခေါ်ပြီးအုတ်ကြီးလှအောင်ကရွာတွေထဲပေါ်တာဝင်ဆွဲပါတယ်။သူ့ကြောင့်လူငယ်တွေဆိုတာအိမ်မနေရဲလို့ထွက်ပြေးနေရပါတယ်။ထူကုန်းအုပ်စုထဲမှာငွေပေးလဲပေါ်တာဆွဲ မပေးလဲပေါ်တာဆွဲတယ်အဲ့ဒီလိုပေါ်တာဆွဲတာဆက်မလုပ်ဖို့နဲ့ဆက်လုပ်ရင် PDF ကတတ်တာခံရလိမ့်မယ်လို့ရက်မိရက်ဖတွေကဝိုင်းပြောတော့တတ်တီရှိရင်လာခဲ့ကြအသက်ချင်းလဲပြစ်မယ်ဘယ် PDF မှဂရုမစိုက်ဘူးလို့စိန်ခေါ်ပါတယ်လို့တာယာဝရီခိုင်တရင်383ညနှစ်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်တရားဝရခင်တရင်383ညနှစ်တက်ခွဲလေးမြေအောင်ပျောက်ကြားတက်ဖွဲ့အုပ်ဖို့တက်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လိုင်းရေးတက်ဖွဲ့များကိုဒုက္ခပေးနေတဲ့အကြံဖတ်စစ်ကောင်စီနဲ့စစ်ကောင်စီတောက်တိုင်များကိုအရှိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့၎င်းတို့အနီးတွာလာနေထိုင်ခြင်းလုံးဝလုံးဝမပြုလုပ်ကြပါရင်တတိပိနှိုးဆော်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကိုကန့်တက် MND ထံမှလက်နက်ချအညံ့ခံခဲ့တဲ့ဗိုလ်မှူးချုပ်အေမင်ဦးဟာအရှိမျောက်တိုင်းစစ်တပ်နာချုပ်တိုင်းမှုရာတို့နဲ့လာရှိုးကိုပြန်ရောက်လာပြီးရမခတိုင်းစစ်တပ်နာချုပ်ကိုပြန်လည်တီဆောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကန့် MND ထံလက်နက်ချခဲ့တဲ့ဗိုလ်မှူးချုပ်အေမင်ဦးဟာအရှိမျောက်တိုင်းစစ်တပ်နာချုပ်တိုင်းမှုရာတို့နဲ့လာရှိုးကိုပြန်ရောက်လာပြီး လာရှိုးစေးယုံဖွင့်ပွဲအပါအဝင်လာရှိုးမျိုးပြန်လည်တည်ဆောက်ရေးကိုဥဆောင်လုပ်ကိုင်နေကြောင်းလာရှိုးဒေတာပြည်သူများကပြောဆိုပါတယ်။ယမန်နေ့မေလ9ရက်နေ့ကလာရှိုးပြည်သူစေးယုံကိုအရှိမျောက်တိုင်းစစ်တနာချုပ်တိုင်းမူဘုံမူးချုပ်အေးမင်းဦးလာရောက်ဖွင့်လှစ်ခဲ့ပြီးမြို့ကိုလည်းလှည့်ပတ်စစ်ဆေးခဲ့ကြောင်းယနေ့လက်ရှိအချိန်အထိလာရှိုးမြို့မှာပင်တိုင်းမှုဘုံမှုချုပ်အေးမင်းဦးရှိနေဆဲဖြစ်ကြောင်းလာရှိုးမြို့မှာပြည်သူတချို့ကပြောဆိုပါတယ်။မနေ့ကစေယုံဖွင့်ပွဲတိုင်းမှုလာတယ်။ဒီနေ့အထိလည်းလာရှိုးမှာပဲ ဒီမှာပဲရုံထိုင်တော့မယ်လို့လည်းကြားပါတယ်လို့လာရှိုးမှဒေတာတရင်အရင်မြက်ကပြောဆိုပါတယ်။ MNDA ကဧပြီလနောက်ပိုင်းလာရှိုးမြို့ပေါ်၁၂ရက်ကွာမှနောက်ဆုတ်သွားပြီးနောက်အရှိမြောက်တိုင်းတိုင်းမှုဘုံမှုချုပ်အမင်းဦးမှလာရှိုးကိုပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး CDM ပိုကြီးဇင်ယော်ကတော့လာရှိုးမှအရှိမြောက်တိုင်းစစ်တပ်နာချုပ်ပြန်လည်အခြေစိုက်ဖွင့်လှစ်မယ်လို့သိရှိထားကြောင်းရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုပါတယ်။လာရှိုးမှာပဲရမခတိုင်းစစ်တပ်နာချုပ်ပြန်အခြေစိုက်မယ်။ အစကမိုင်းရဲနဲ့တန့်ရံမှထားမလားရွေးပေမဲ့ဘလို့ဖြစ်သွားလဲတော့မသိဘူးလာရှိုးမှာပဲရမခတိုင်စစ်တနာချုပ်ပြန်ဖွင့်မယ်လို့ CDM ပိုကြီးစင်ရောကပြောပါတယ်လာရှိုးမျိုးကို2024ခုနှစ်ဩဂတ်လမှာ MNDA ကတိုက်ခိုက်သိမ်းပိုက်ပြီးတရုတ်ရဲ့ဂျာဝင်မှုကြောင့်ယခုနှစ်ဧပြီလမှာပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ပါတယ်လက်ရှိလာရှိုမျိုးပြန်လဲတီထောင်ရေးဥဆောင်နေတဲ့တိုင်မှုဘုံမှုချုပ်အေမင်ဦးဟာမတ်လအတွင်းမှာတိုင်မှုအဖြစ်ခန့်အပ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ဘုံမှုချုပ်အေမင်ဦးဟာ2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့ MNDA ကလောက်ကင်ဒေတာကွက်ကဲမှုစစ်ဌာနချုပ်ဒါကစကိုတိမ့်ပိုက်ခဲ့စဉ်အမတ်ဆက်လီစစ်စင်ရေးကွက်ကဲမှုဌာနချုပ်မှစစ်စင်ရေးကွက်ကဲရေးမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဒေတာကွက်ကဲမှုစစ်ဌာနချုပ်လောက်ကင်ဒေတာကွက်ကဲရေးမှုဗိုလ်မှူးချုပ်မိုးကျော်သူကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဦးစီးအဖွဲ့ခိတ္တဥက္ကဋ္ဌဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်တက်မငန်းငါဌာနချုပ်မှုဗိုလ်မှူးချုပ်ဇော်မျိုးဝင်းအမတ်ဆက်နဲ့စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စစ်စင်ရေးကွက်ကဲရေးမှုဗိုလ်မှူးချုပ်အောင်စော်လင်း အမှန်စက်ကြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်စစ်စင်ရေးကိုကဲမှုဗိုလ်မှူးချုပ်တော်စင်ဦးရုံးနဲ့တူ MNDA ထံမှလက်နက်ချအညံ့ခံခဲ့သူဖြစ်ပါတယ်။လာရှိုးမြို့အခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို2024ခုနှစ်ဩဂတ်လအတွင်းမှာဆုံးရှုံးခဲ့ပြီးနောက်စစ်ကောင်စီကတန်ရမ်းမြို့ကိုအခြေစိုက်ပြီးအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက်တိုင်းမှုအဖြစ်ဗိုလ်ချုပ်မြင့်ကျော်ထွန်းကိုခန့်အပ်ခဲ့ပါတယ်။ယခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ရမခတိုင်းမှုဗိုလ်ချုပ်မြင့်ကျော်ထွန်းဟာ ကြားဖြန့်တရုတ်ငွေလင်ခိုင်းများထံမှငွေကျပ်သိန်းထောင်ချီလက်ယူမှုနဲ့စစ်ကောင်စီကယာတုမှဖယ်ရှားပြီးဖမ်းဆီးလိုက်ပြီးနောက်ပုံမှုချုပ်အင်းမင်းဦးကိုရမခတိုင်းမှုအသစ်တန်ရန်အဖြစ်စစ်ကောင်စီကခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်းတော်မျိုးအသိခံရပြီးနောက်စစ်ကောင်စီကကတမာအင်အားဖြည့်တင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီဟာတော်လန်ရေးပူပေါင်းအဖွဲ့များဝင်ရောက်တိုက်ခိုက်မှာကိုစိုးရိမ်တဲ့အတွက်သခိုင်းတိုင်းကတာမြို့နယ်အတွင်းကိုလေကြောင်းမှအင်အားဖြည့်တင်းမှုများပြုလုပ်နေကြောင်းသိရှိရပါတယ် တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့များကပြီးခဲ့တဲ့ဧပြီလ9ရက်နေ့မှာအင်းတော်မြို့ကိုတိမ့်ပိုက်ခဲ့ပြီးနောက်စစ်ကောင်စီကကတားမှာရှိတဲ့တပ်ရင်းများထံစစ်ကူအင်အားပို့ဆောင်နေကြောင်းသတင်းအရင်းမြစ်ထံမှသိရှိရပါတယ်။ဒီကြိုင်နဲ့ကတားဘယ်မြို့ကစပြီးအတိုက်ခံရမလဲဆိုတာကိုစစ်တပ်ကစောင့်နေပုံရပါတယ်။ကတားမှာကစစ်အင်အားနေတဲ့အပြင်အင်းတော်မှာလည်းတော်လိုင်းရေးတပ်တွေကရှိတော့ကတားကိုအင်အားပို့နေပါတယ်လို့စစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။ စစ်ကောင်စီဟာကတာအခြေဆိုင်ခမရ339ကိုအတွင်းကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခမနေပြီးစစ်ကိုအင်အားအများအပြားကိုလေရင်နဲ့ပို့ဆောင်နေကြောင်းသိရှိရပါတယ်။ကတာမြို့မှာနေမြခံတပ်ရင်းတစ်ခုနဲ့အမြောက်တပ်ရင်းတစ်ခုသာရှိတဲ့အတွက်အင်အားနှဲပါနေခြင်းကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာနေပြီးအင်အားပို့နေရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တော်လန်ရေးတပ်ဖွဲ့များဟာကတာမှာရှိတဲ့တပ်ရင်းများကိုအားကို၍အင်းတော်မှထွက်ပြေးတဲ့တပ်မခေါခေါတပ်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့အင်အား190ကျော်ပါစစ်ကြောင်းကိုကတာမှာဖမ်းဆီးရမိခဲ့ပါတယ်။ ယမန်နေ့မေလ9ရက်နေ့ကမန္တလေးအင်းတော်လမ်းပိုင်းပြန်လည်တော်လာခွင့်ရရှိခဲ့ပြီးကုန်စည်စီးဆင်းမှုများစတင်လှုပ်ဆောင်နေပြီဖြစ်ကြောင်းဒေသခံများထံမှသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနဲ့ဂျာခန်စစ်ပွဲမဖြစ်လို့ဘူးလို့ဘင်္ဂလားဒေ့ရှ်ဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကမြန်မာနဲ့ဂျာခန်စစ်ပွဲဆင်နွှဲမှာမဟုတ်ဘူးလို့အမျိုးသားလုံခြုံရေးအကြံပေးခါလီဖာရာမန်ကပြောကြားလိုက်ပါတယ်။ တနင်္ဂနွေနေ့ကဒါကာမြို့တော်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ် professional တက္ကသိုလ်မှာရိုဟင်ဂျာတွေနေရပြန်ပို့ရေးဆိုင်ရာနှိနှောက်ဖလှယ်ပွဲမှာသူကအခုလိုပြောကြားခဲ့တာပါအမေရိကကိုစားကျွန်တော်တို့ကဂျာကန်စစ်ပွဲဆင်နွှဲရင်ထိခိုက်နေတာသူကဘယ်သူလဲတရုတ်နိုင်ငံလားလို့၎င်းကဆိုပါတယ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ရဲ့ဒါကာမြို့တော်ခီးစဉ်ပြီးနောက်ခါလီဖာကဧပြီလ၈ရက်နေ့မှာလူသားချင်းစာနာမှုဇင်းကြံစိတ်ကူးကိုအကြံပြုခဲ့တာပါ အဆိုပြုထားတဲ့လူသားချင်းစာနာမှုလမ်းကြောင်းထူထောင်ရေးအစီအစဉ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အခန့်ကဏ္ဍကိုဖေဖော်ဝါရီလ9ရက်နေ့ကနယူးယောက်မြို့မှာအန်တိုနီယိုဂူရာရက်စ်နဲ့ပထမဆုံးဆွေးနွေးခဲ့တယ်လို့၎င်းကဆက်ပြောပါတယ်။ရခိုင်ပြည်နယ်မှာစာနာမှုအကူအညီပေးရေးဇင်းညံထူထောင်ရေးမှာကုလသမဂ္ဂအဖွဲ့ပါဝင်လာရင်ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာအစိုးရရဲ့ခွင့်ပြုချက်လိုအပ်မယ်လို့ဒါကာမြို့တော်မှာရှိတဲ့ကုလသမဂ္ဂရုံးကထုတ်ပြန်ချက်တစ်ခုအတွင်ပြောပါတယ်။မြန်မာပြည်ရင်းစစ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဆွဲထည့်နေတဲ့ဆိုတဲ့ကောလာဟာလတွေကိုခလီဖာကပယ်ချခဲ့ပါတယ်။ လူသားချင်းစာနာမှုစင်းညံထူထောင်ရေးမှာကျွန်တော်တို့ဘယ်အဖွဲ့စည်းနဲ့မှသဘောတူညီမှုမရရှိသေးပါဘူးလို့၎င်းကဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေး Sky Villa ကွန်တိုမှရွှေတုံးများနဲ့ငွေသားအမြောက်များပြန်တွေ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ match လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလင်ကြောင်းပြိုကျခဲ့တဲ့မန္တလေးမြို့ Sky Villa ကွန်တိုအပျက်စီးများအောက်မှရွှေတယ်များအပါအဝင် American Dollar 3000နဲ့မြန်မာငွေကျပ်3000ကျော်ပြန်တွေ့ခဲ့ကြောင်းမိသက်တပ်ဖွဲ့ကယနေ့ထုတ်ပြန်ပါတယ်။ မန္တလေးစကိုင်းဖီလာအဆောက်အုံ B အဆောင် C အဆောင်နဲ့ D အဆောင်များအားဖယ်ရှားခြင်းနဲ့ရုပ်အလောင်းများရှာဖွေထုတ်ယူနိုင်ရေးဆောင်ရွက်ရမှာအဆောင် B အခန်းအမှတ်16မှာမြန်မာငွေကျပ်3800ကျော်ဒေါ်လာ100ရန်300ရွက်တရုတ်ငွေ90ရန်2ရွက်10ရန်6ရွက်ထိုင်းဘတ်ငွေ20ရန်9ရွက်အပါအဝင်ရွှေ30ကျပ်သားအတုံး10တုံးတကျပ်4ဘဲတုံး2တုံးတကျပ်3ဘဲတုံး2တုံးရွှေဆွဲကြို30ကုန်လက်ကောက်ဟန်ချင်း26ခုလက်စွပ်35ကွင်းရွှေနဂတ်73ရန်စွဲသီး9ခု ကြောက်စိမ့်ပပုနှစ်ခုပလဲပရိနှစ်ကုံကြောက်စိမ့်လက်စွပ်တကွင်း iPhone တလုံး iPad တလုံးမှတ်ပုံတင်၃ခုဘန်စာအုပ်၉အုပ် LV ပတ်စံအိတ်တလုံး Dior Cosmetic တခုနဲ့အရေးကြီးစာရွက်စာတမ်းများရှာဖွေတွေ့ရှိခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တို့ကြောင့်ရှာဖွေတွေ့ရှိတဲ့ပစ္စည်းများနဲ့ငွေများကိုပိုင်ရှင်ကိုစားမောင်တော်ဆက်သူထံပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့နဲ့အတူလွှဲပြောင်းပေးအပ်ခဲ့တယ်လို့မိသက်တပ်ဖွဲ့ကဆိုပါတယ်။ အဆိုပါငလင်ကြောင့် Sky Villa ကွန်ဒိုပြိုကျရာမှာစိန်တိုက်ပိုင်ရှင်အပါအဝင်တည်ဆုံသူရုပ်အလောင်း100ကျော်ပြန်တွေ့ထားကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ရီကန်တောင်ပေါ်မှာမိုင်းထောင်ဖို့ဆင်းလာတဲ့စစ်ကောင်စီတပ်သားတချို့ AA ရဲ့စနိုက်ပါကြောင့်တေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မေလ၁ရက်နေ့နဲ့ဧပြီလအတွင်း AA ရဲ့စနိုက်ပါကြောင့်တေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ် နယ်ရီကန်တောင်ထိပ်နဲ့တောင်အောက်ပတ်ပတ်လေးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတက်အဆင့်နဲ့လှုပ်ရှားမှုတွေရှိတယ်လို့သိရပါတယ်။နယ်ရီကန်စကန်ကို AA ကပြီးခဲ့တဲ့ဖေဖော်ဝါရီလပိုင်းကစပြီးစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။အပြစ်ရဲ့ကာလကနယ်ရီကန်စကန်အနီးကစစ်ကောင်စီတပ်စကန်တွေဘက်ကလက်နက်ကြီးတွေ၊ဒရုန်းတွေစက်တက်လေဒီတွေနဲ့နေ့စဉ်လို့လို့ဘုံကျဲတိုက်ခိုက်တဲ့အတွက် AA ဘက်ကလည်းပြန်လည်ပြစ်ခတ်တာရှိတယ်လို့ M Data ကစစ်ရေးသတင်းအရင်းမြစ်အမျိုးသားတစ်ယောက်ကပြောပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေနောက်ထပ်ပြည်ရင်းပြပါသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ